ဒီနေ့တင်ဆက်မှုမှာတော့ကျွန်တော်တို့တွေထူးထူးဆန်းဆန်း topic လေးတစ်ခုကြောင်းစကားဆက်ပြီးပြောကြရအောင်ပါဟုတ်ပါတယ်ဘာကြောင့်မြောက်ကိုရီးယားမှာအာနာမသိန်းခံရတာလဲအာနာရှင်နိုင်ငံမှာအာနာသိန်းမှုအကြောင်းပြောနေသလားဆိုပြီးအုံစားသွားလောက်မယ်ထင်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့အာနာရှင်နိုင်ငံမှာအာနာတသိန်းနဲ့ကိစ္စတွေကရှေ့မှာတရကအများကြီးရှိခဲ့ပူပါတယ်ဒါဆိုရင်ဘာလို့များမြောက်ကိုရီးယားနိုင်ငံမှာမဖြစ်တာလဲကျွန်တော်တို့တွေအကြောင်းရင်းတွေကိုဒစစီဆွဲထုတ်ဆွဲနှုတ်ကြည့်ကြအောင်ပါဒီမိုကရက်တစ်ကိုရီးယားပြည်သူ့သမ္မတနိုင်ငံလို့အမည်ရတဲ့မြောက်ကိုရီးယားဟာနာမည်နဲ့မလိုက်ဖက်စွာပဲကမ္ဘာပေါ်မှာတည်တည်ပေါက်ကလအဆန်ဆုံးနိုင်ငံ အနာရှင်စနစ်အပြင်းထန်ဆုံးထုံးကားတဲ့နိုင်ငံတစ်ခုဖြစ်နေရည်တည်နေပါတယ်။ဒုတိယကမ္ဘာစစ်ပြီးစတင်တည်ထောင်ခဲ့ကြတဲ့ကခင်မီသားစုရဲ့အုပ်စိုးမှုအောက်မှာနှစ်ပေါင်းများစွာရှိနေခဲ့တဲ့ဒီနိုင်ငံမှာအုပ်ချုပ်ခွင့်အာဏာကိုမိသားစုလိုက်မျိုးဆက်တဆက်ပြီးတဆက်လက်ဆင့်ကမ်းခဲ့ကြပါတယ်။ကိုအားကိုကိုမှုနဲ့ကောင်းဆောင်ပေါ်တက်စာဆောင်တည်မှုကိုအလေးပေးတဲ့ဂျူရှင်ဝါဒအတွေးခေါ်ကိုခြေခံပြီးတော့ခင်မီစုကနေခင်ကျော်အေးပြီးတော့ခင်ကျော်အန်တီထိုင်ကုန်ကိုမိသားစုတဆက်ပြီးတဆက်အမိရဖမ်းဆုပ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဘာကြောင့်လဲအနာတိမှတော့ဆေးရှိကြတာပေါ့ဗျာ။ အလုံးသိကြတဲ့အတိုင်းပလင်လူပွဲတို့ရဲ့ရိုးရာမပြတ်ထုံးစံရဒီစနစ်ကိုဝေဖန်သူတွေကိုလုံးဝတီးမခံပဲထိုးထိုးထောင်ထောင်နဲ့အာချောင်နဲ့ကောင်မှန်သမျှချွင်းချက်မရှိအကုန်သက်စေဒီသူတွေအစာအစာခေါင်းပါနေသလားကြက်တဲခက်ခဲနေသလားခုံမြဲဖို့အတွက်စတိသိရင်စတိရမယ်ဆိုတဲ့သဘောထားတွေနဲ့တူ နိုင်ငံတော်အာခင်မိသားစုကိုစန့်ကျင်သူတွေကိုကြီးမားတဲ့ပြစ်ဒဏ်ချမှတ်တာပြီးနိုင်ငံကထွက်ပြေးသူတွေကိုအမေးမြန်းဖြစ်တက်ဖြတ်တာပြည်သူတရလုံးမျက်စိပိတ်နားပိတ်ဖြစ်ရလျောင်း brain wash တာစတဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုတွေကစလို့ရုပ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုတွေတိထိုင်ကုန်မြဲဖို့ရည်ထိုးရေးကြွေးကြော်တန်းတဲ့သူတက်တက်ကြွကြွလှုပ်ရှားကြပါတယ်ကျွန်တော်တို့တွေဖို့မြောက်ကိုရီးယားကနေထွက်ပြေးတင်းချောင်းလာသူတွေရဲ့ထို့ပေါ်ပြောကြားချက်တွေရ ။လူခွေရင်ချိုးပေါက်မှုတွေကိုသိရှိရပေမဲ့လေဒီအတိုင်းထိုင်ပြီးတော့လိုက်နာရုံကလွယ်ပြီးဘာမှမတက်နိုင်ခဲ့ပါဘူး။ဇေစုနေပေါင်းများစွာအမြင့်တွေခဲ့တဲ့ဒီအာနာရှင်စနစ်ဟာမြောက်ကိုရီးယားမှာတော့ယနေ့ထိတန်လွှမ်းမိုးနေသေးပါပဲ။အနောက်နိုင်ငံတွေကမြောက်ကိုရီးယားကိုအမေရိကန်ဒီမိုကရေစီဖြစ်ကနေတောင်ကိုရီးယားလိုဒီမိုကရေစီနိုင်ငံဖြစ်နေကူးပြောင်းမယ်လို့မျှော်လင့်ခဲ့ပေမဲ့ဒီလိုအပြောင်းလဲတစ်ခုမှမဖြစ်လာခဲ့ပါဘူး။ဒီလိုဖြစ်လာဖို့အသာထားပါအောင်တူတက်စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကိုပဲကျွန်တော်တို့ဆွေးနွေးကြရပါဦးမယ်။မြောက်ကိုရီးယားမှာခင်မီတားစုကိုစန့်ကျင်ပြီးတော့အောင်မြင်တဲ့အာဏာသိမ်းဖို့ တခါမှမရှိခဲ့တာပါ။ဒေချာလေးတွေးကြည့်နေဘာလို့များပါလဲ။ဘာကြောင့်လဲ။စတဲ့ခေါင်းစားဆရာစဉ်းစားဆရာဖြစ်စီပါလိမ့်။ဒါပြင်မြောက်ကိုရီးယားပြည်သူတွေဖို့အထက်ကပြုသည်မှနုခဲ့ရတဲ့ပြင်ဒုက္ခမြေမြေကြုံနေရပေမဲ့ဘာလို့အနာရှင်ကိုမတော်လန့်ရတာလဲ။အာနာသိမှုစ조사တာမျိုးတော့မှကြားပူးခြင်းမရှိတာကပို့ပြီးတော့ထူးဆန်းပါလိမ့်။ကဲဒါဆိုတော့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့။ဒီမျိုးဝင်ရဲ့ပြေကိုရှာဖွေဖို့ဆိုရင်မြောက်ကိုရီးယားရဲ့ကြီးမားကျယ်ပြန့်တေးစစ်တဲ့နိုင်ငံရေးဗျူဟာမရက်တက်နိုင်တဲ့မျိုးသုံးတက်ဖြတ်မှုတွေလူဒန်းစားအလုံးကိုထိန်းချုပ်ဖို့ပြင်ဆင်ထားတဲ့စနစ်တွေကိုရင်ကြည့်ရပါမယ် တခြားအာဏာရှင်နိုင်ငံမှာအာဏာသိမ်းဖို့ဆိုရင်စစ်တပ်တွေကမကျေနပ်သူတွေရဲ့သူတို့ကိုထောက်ခံတဲ့စစ်သားတွေရဲ့နိုင်ငံရေးသမားတွေဆိုပြီးမျိုးတော်ကိုဝင်တိုက်အစိုးရအဆောက်အအုံကိုသိမ်းဥပမာ2020မှာမာလီ2020မှာဘာကီနာဖာဆိုတို့မှာဖြစ်ခဲ့တယ်လို့ပါဒါကိုစဉ်းစားကြည့်ပါနှစ်ကာလပေါင်းများစွာဇိုးဂျင်တိုင်းဆိုမင်းမူဂျင်တိုင်းမင်းမူနေတဲ့ခင်မီသားစုကိုရောဘယ်သူကမှမျက်မုံမချိုးဘဲနေပါမလားတတိုင်းပြည်လုံးကဖူးဖူးမုံမတက်ဖျားလို့တင်ကိုကိုွယ်ထားမယ်ထင်ပါသလားဝေးပါသေးတယ်ဒါဆိုရင်ဘာကြောင့်ပုံကံမှုကထားမှဖြစ်တာလဲမိစရာကပေါ်လာပါလိမ့်တခြားနိုင်ငံတွေလို့တလို့မျိုးလို့လို့ပါသလား လူညင်းဖြစ်ပါလေကွာစတဲ့အတွေးတွေပေါကောင်းပေါ်လာပါလိမ့်မယ်ဒါပေမဲ့မြောက်ကိုရီးယားမှာတော့ဒီဖြစ်စဉ်ကလုံးမဖြစ်ပါဘူးအဓိကအကြောင်းရင်းကတော့ခင်မီတားဆိုရဲ့အာနာတနည်းအားဖြင့်ကေဂျိုအရဲ့အာနာကိုချင်းချောင်းလာနိုင်မဲ့ဒူတန်းကိုစနစ်တကျဖယ်ရှားလိုက်တာကြောင့်ပါခင်မီတားဆိုဟာသူ့ရဲ့အုပ်စိုးမှုကိုစိန်ခေါ်မဲ့သူကိုတပတ်ကဘာမှမလုပ်နိုင်သေးခင်မှာလက်အုပ်မှုယူချိုးတင်သိပြီးထောင်ချကွန်မြန်ယာဒူကနေဖယ်ရှားလိုက်ရှိပါတယ်ဥပမာ2020ခုနှစ်ဖေဖော်ဝါရီလကမြောက်ကိုရီးယားရဲ့စီအေးပြပွဲမှာနိုင်ငံတကာကသတိထားမိတာကပါတီနိုင်ငံဘီရိုက အရာရှိချို့ပြောင်းနေတယ်ဖြစ်ပါအဲ့ဒီတော့ကတော့ကဘာစာနေစင်းသမားတွေဖို့သူလိုသူလိုပါဘာဆက်ဖြစ်မလဲစိတ်ဝင်စားစောင့်ကြည့်နေတဲ့လေခဲတဲလေးချင်းနေဖြစ်ခဲ့ပါတယ်နောက်ပိုင်းမှတီးခဲ့ရတာကကင်းကျုံအန်းဟာဒီပြပွဲမှာဖြစ်ခင်ရဲတပ်အနေငယ်တွေပါတီအတွင်းရေးမှုတွေရဲ့တဝက်နီးပါးရဲ့နိုင်ငံရေးပြည်တို့ကိုစားထုတ်လိုက်တယ်ဆိုတာပါဒါကမြောက်ကိုရီးယားမှာတော့ထူးခြားစံပြတဲ့ဖြစ်ရမှာဟုတ်ပါဘူးကင်းကျုံအန်းရဲ့ဖြစ်ကင်းကျုံကြီးအဖိုးတော်ဆက်သူကင်းဆောင်တို့ရဲ့ထက်ကလေးကသူတို့အာနာကိုခိုင်မြအောင်ဒီလိုရှင်းလင်းသုတ်တန်တာမျိုးပါကဲအသေးစိတ်ကြည့်အောင်ပါကင်းကျုံကြီးကသူ့သားကင်းကျုံအန်းကိုအာနာလွဲဖို့ပြင်ဆင်နေခြင်းမှာ 2020မှာနိုင်ငံပြည်တို့ရဲ့80ရာခိုင်နှုန်းနီးပါးကိုဖယ်ရှားခဲ့ပါတယ်ဒီဖယ်ရှားလိုက်တဲ့လူတွေအောင်တင်းနေသူသောကေဂျွန်အန်းရဲ့နေရာကိုချိန်ချောက်လာနိုင်တဲ့အင်အားစုဖြစ်နေနိုင်တယ်ဆိုတဲ့အမြင့်တရထင်းနဲ့နှိပ်ပေါင်းများစွာမှုထမ်းခဲ့တဲ့ပြည်တို့ပါတီဝင်တွေကိုမငဲ့မကွက်ဖယ်ရှားခဲ့တာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကြည့်ရမယ်ဆိုရင်ကေဂျွန်အန်းအာနာရလာပြီးတဲ့နောက်မှာ2022ခုနှစ်မှာပြည်တို့ရဲ့40ရာခိုင်နှုန်းကိုထပ်မံဖယ်ရှားခဲ့ပြီး2023မှာလေနောက်တစ်ချိန်ဒုတိယပြီးထက်ရှင်းလင်းခဲ့ပါသေးတယ်ဒီလိုရှင်းလင်းတုတ်တင်နေကြမှာတွေးသားတော့ဘာတော့မှမခွဲကြပါဘူး ရောသားဟိသားမခွဲခြားဘူးဆိုတော့သူတို့မှစစ်ပါဒီဖေရှားမှုဖြစ်စင်မှာသူ့ရဲ့မိသားစုဝင်နေတာမှလွတ်မသွားပါဘူးအတင်ကရဖြစ်ရတဲ့ခုကတော့နောက်နောက်ဆက်နှစ်မှာစစ်ဘိုလ်ချုပ်ဒီခင်ချိုးကိုကင်ဂျုံအီကွယ်လွန်ခြင်းအရက်တောက်ပြီးပျော်ပါနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကွန့်မြတ်ခဲ့ပါတယ်။ကင်ဂျုံအဲရဲ့အခုတော့ကင်ဂျုံနန်းကိုလည်းနှစ်တော့ဆက်ကွန်မှာမြောက်ကိုရီးယားစိုးရကိုဝေဖန်ပြောဆိုရဆိုတဲ့အကြောင်းပြချက်နဲ့ပြီးပါမှနေတော့လှုပ်ကြံတက်ဖြတ်ခဲ့ပါတယ်။သူဦးလေးဂျန်ဆောင်တက်ကိုလည်းနှစ်တော့ဆက်သုံးမှာအာနာသိမ်းမှုစူးစမ်းတယ်ဆိုပြီးကွန့်မြတ်ခဲ့ပါတယ်။လူဒန်းစားမခွဲကြဘဲနဲ့ဒဲလို့ညီမဖြစ်စေရမယ်ဆိုတော့အုတ်ချုံမှုကြီးပါ။ ဒီလိုရှင်းလင်းဖေရှားလိုက်မှုတွေကပလင်ကိုထိခိုက်လာနေတဲ့အန်ဒီအမှန်သမျှကိုဖေရှားပေးလိုက်တဲ့ပြင်နောက်နောက်ဒီလမ်းစဉ်ကိုလိုက်ဖို့စိတ်ကူးရည်နေကြတဲ့ကျန်သူတွေအတွက်လည်းအထောက်အကူသတိပေးချက်ဖြစ်ပါတယ်ပြောရရင်တော့မင်းကောင်ဆန့်ကျင်ဒီမှာပဲလို့သိအောင်လုပ်လိုက်တာပါခက်ကြမ်းကြမ်းပြောရမယ်ဆိုရင် brain wash ဖြစ်တာပါဒီအကြောင်းပြချက်ကြောင့်လေခင်မိသားစုလက်ထက်ကအာနာကိုပြန်တက်သိမှုစ조사သူတွေကမရှိသလောက်နေသွားတာပါ။ဒါပေမဲ့အာနာသိမှု조사မှုတွေလုံးဝမရှိဘူးလို့မဆိုနိုင်ပါဘူး။ရုပ်ကိုရီးယားတမိုင်းမှာလည်းအာနာသိမှုနေနေအန်ဒီရဲ့ရှိတဲ့ဂျိုးပတ်မှုတွေရှိခဲ့ပါတယ်။ကြီးမားတဲ့ချင်းချောက်မှုက ဂိမ်းဆောင်လက်ထက်က1950နှစ်လုံးဒီမှာဖြစ်ခဲ့တာပါအဲဒီတော့ကဆိုဗီယက်ယူနီယံနဲ့တရုတ်ပြည်ကဩစာလက်မိုးမိုးရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကဂိမ်းဆောင်ကိုစန့်ကျင်ခဲ့ကြပါတယ်1956မှာဆိုဗီယက်ကောင်းဆောင်နီခီဒါခရစ်ရှက်ဖ်ကဂိမ်းဆောင်ကိုသူ့ရဲ့ပုတ်ကွေကိုကိုယ်မှုဝါတော့ရက်ဖို့အတွက်တည်ပြီးခဲ့ပါတယ်တို့ပင်ကြောင့်မြောက်ကိုရီးယားတို့ထုံးစံတိုင်းအာတုံဖက်ကင်ခဲပါပဲဘုံနေမြဲကြားနေမြဲဆိုပါတော့ ဂျပန်မှာလည်းဒါကိုကြောင်းပြပြီးဆိုဗီယက်နဲ့တရုတ်ဖွဲ့တွေကကင်အီဆောင်းကိုအာနာဖီဆန်ဖို့စီစဉ်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့စီစဉ်ကဘာမှမဆရသေးခင်မှာပြတ်သွားရရှာပါတယ်။အကြောင်းကဆိုဗီယက်နဲ့တရုတ်နိုင်ငံအဖွဲ့အစည်းတွေအခုညီပေးနေတဲ့မြောက်ကိုရီးယားကကင်အီဆောင်းကိုစန့်ကျင်မဲ့ဖွဲ့တွေရောနိုင်ငံသားအကူအညီကိုယူနေတယ်ဆိုတဲ့ကြောင်းပြချက်နဲ့ပြည်တွင်းကလူတွေဖို့ကင်အီဆောင်းဘက်ကိုပို့ပြီးတော့အလေးထားထောက်ခံခဲ့ကြပါတယ်။အလားတူနောက်ထပ်ကြိုးပမ်းမှုတွေက1992လိုဒီမှာဖြစ်ခဲ့ပါတယ်။ကင်အီဆောင်းတည်ဆုံးပြီးတော့စီးပွားရေးပြိုလဲမှုတွေဖြစ်လာတဲ့အခါမှာ ကြားချောင်းချောင်းနေတဲ့နိုင်ငံအင်အားစုတွေကလည်းသူတို့ရဲ့စီစဉ်ကိုအကောင့်တွေပို့ဖို့ကြိုးစားခဲ့ပါတယ်1993မှာအစိုးရအရာရှိတချို့က IAEA နဲ့ပူးပေါင်းပြီးတော့မြောက်ကိုရီးယားရဲ့အားနည်းချက်တွေကိုထုတ်ဖော်ဖို့စီစဉ်ခဲ့ကြပါတယ်ဒါပေမဲ့လုံခြုံရေးတည်ချက်မှုတွေ yesterday စစ်ဆေးစုံစမ်းမှုတွေကြောင့်သူတို့အစီအစဉ်မပြီးခင်မှာပဲဖန်ခံလာရပါတယ်မင်းတို့ရဲ့ထက်လေလို့ဘရင်တက်လုံနေတာဆိုတဲ့ကင်ဂျုံအန်ဂျီပေါ့ဗျာ1995ခုနှစ်မှာစက်တမတိုင်ရင်ဌာနချုပ်ကစစ်ဗိုလ်ရီးယားအစိုးရအနေနဲ့ပြည်내တွေကိုလိုအပ်တဲ့အစာအိမ်စာမထောက်ပံ့နိုင်တဲ့ကိုဒေါသထွက်ပြီးဒုံးပြေစခန်းတွေဆက်သွယ်ရေးစင်တာတွေ အစိုးရအဆောင်တွေကိုတင်ဖို့တဲ့ကြံစည်ခဲ့ပါတယ်သူတို့ရဲ့ပန်းတဲ့ဟာမြို့တော်ပြုံရန်ကိုဝင်ရောက်ပြီးတော့နိုင်ငံကောင်းဆောင်တွေကိုဖမ်းဆီးအာဏာသိမ်းဖို့ပါဒါပေမဲ့သူတို့ဘာမှမပါရသေးခင်မှာနိုင်ငံထောက်လှမ်းရေးကဒီစီစဉ်ကိုသိရှိသွားပြီးစစ်ဘုလေးရာနီပါကိုချက်ချင်းဖမ်းဆီးကုန်မြတ်ခဲ့ပါတယ်ရိုးရိုးတော့မလို့နဲ့တချမ်းမားတာနဲ့ဇက်ပြုံးမဲ့နိုင်ငံရဲ့စက်ကွန်ဆိုရာမြောက်ကိုရီးယားကိုပြောတာပါဒီဖြစ်ရတီကမြောက်ကိုရီးယားမှာအာဏာသိမ်းမှုစ조사နဲ့အစိုးရကကြိုးသိပြီးခြေမုံးလဲရှိတာကိုပြသနေပါတယ်။ဒီနေ့အပြည့်ဆိုရရင်တော့မြောက်ကိုရီးယားဆိုရဘက်ကအမြဲတစေလက်အုံးမှုရနေတာကိုလည်းပြသရာရောက်ပါတယ်။ဘာကြောင့်လဲအမေးရှိရင်ဖြေရှိရပါတယ်။ အပြင်ကတော့ဒါဟာအာနာကိုအလုံးမင်းချုပ်ကန်ထားတဲ့စနစ်ကြောင့်ပါဒါပြင်အာနာသိမ်းဖို့အတွက်လိုအပ်တဲ့အင်အားကိုထောက်ပံ့ပေးနိုင်တဲ့သူတွေကိုတန်းကလက်ရှိကင်ဂျူဝမ်ထူထောင်ထားတဲ့စနစ်ကိုထိမ့်သိမ့်ကျင်ကြတာပါသူတို့ဟာတာမန်ပြည်သူတွေထက်ဇင်ကန်ပစ္စည်းတွေအခွင့်အထူးတွေရထားပြီးတတိုင်းပြည်လုံးမှာအခွင့်အထူးကလူဒန်းစားတရက်ဖြစ်နေအခိုင်အမာရည်တည်ခွင့်ရနေကြတာခင်မိသားစုဆက်ဆက်ပါပဲစင်ပြူတော်မိပြီးတော့ကျန်းစုပ်ခွင့်ရနေမှာတော့စင်ပြူတော်ကိုဘယ်နှစ်ထုံးရပါမလဲ သူတို့ရဲ့ကြောဝချမ်းသာကောင်းစားမှုတွေကခင်မီသားစုရဲ့အလားချုပ်ကန်ထားနိုင်မှုနဲ့တူတိုက်ရိုက်ချိုးချနေတာကြောင့်ဒီစနစ်ပြိုကျရင်သူတို့လည်းပါသွားမှာကိုကောင်းကောင်းကြီးနားလည်ထားပါရယ်။ဒါကြောင့်လဲဒီစနစ်ကြီးမပြိုလဲမရင်းရိုင်စေဖို့လက်လန်းမိသည်မအကုန်လှုပ်ရင်းနဲ့ပဲခင်မီသားစုရဲ့တက်စားကနေဖြစ်လာခဲ့ပါရယ်။အောက်ခြေစင်မာလေးစက်သားတွေကိုသူတို့ရဲ့မွေးရည်အမြင်နဲ့ဝေးဝေးမှာပဲတာဝန်ချထားလိမ့်ရှိပါရယ်။ဒီတော့အစိုးရကလှုပ်ချင်တယ်လို့နှိမ့်ဆက်ချင်တယ်နှိမ့်ဆက်သည်မသူတို့မမြင်ရမကြားရမလုပ်ရတော့ပါဘူး။ လူစရာမျိုးကလည်းကိုယ်တိုက်ကိုလာမထင်မချင်းခုဘာသာကိုနေတက်တဲ့သူကိုပြမိသားစုကိုယ့်ရဲ့ရွာနဲ့အဝေးမှာတာဝန်ပေးထားလိုက်တော့ဒီကိစ္စအတွက်လည်းခေါင်းမီးတောက်ဆရာမလို့တော့တယ်လို့တက်ဖက်မှာလဲစစ်သားတွေပို့ဒီသူတွေနဲ့ယင်းနှမှုမရှိတော့တာကြောင့်အင်အားစုပုံကံမှုစိတ်ကူးတော်မှမဝင်စေတော့ပါဘူးဒါတွေအားလုံးပြင်နောက်ထပ်မေးခွန်းတစ်ခုကိုမေးစရာရှိပါတယ်ဒီလိုလူမဆန်တဲ့စနစ်နဲ့အုပ်ချုပ်နေတာကိုနိုင်ငံတကာကရောလက်ပိုက်ကြည့်နေတာလားအမေရိကန်လိုနိုင်ငံခြားတွေကဘာလို့ဝင်မဆွတ်ပတ်တာလဲစရတဲ့မေးခွန်းတွေပါအဖြေကတော့ရှင်းပါတယ်မြောက်ကိုရီးယားဟာအလွန်အန်တီရဲများလို့ပါ သူတို့မှာနျူကလ িয়ার လက်နက်တွေဆင့်ရခိုင်မှရှိနေပြီးခင်မီသားစုကိုတက်စာတော်ခံထားတဲ့စစ်တပ်တွေရှိနေတာကြောင့်လည်းနိုင်ငံခြားကတင်းဝင်ဆွဲရင်စစ်ပွဲကြီးဖြစ်သွားနိုင်ပါတယ်။ဒုတိယပြင်တောင်ကိုရီးယားအတွက်ကြောက်စရာကောင်းတဲ့ဖြစ်စိုးတွေဖြစ်လာနိုင်ပါတယ်။ဘယ်သူမှတော့ကိုယ်နိုင်ငံအကျိုးမရှိပဲအလကားမှတ်တင်ကုညီပတ်မလဲဒါကလည်းတစ်ချက်ရှိပါသေးတယ်။ကိုကျိုးစွန်ပြီးကုညီလိုက်မယ်ပဲထားပါဒဆိုဒိုးဆန်နေကင်းဖို့လက်နက်အားကိုနဲ့မယူရဲဆန်နေလို့ရမျိုးမလုပ်ပါဘူး။ဘယ်သူမှလည်းအားမမခံပါဘူး။တကယ်တကယ်ဖြစ်ပြီးဆိုရင်ပြက်ပြက်နဲ့နှကောင်းသွေးထွက်ရမယ်ကိန်းဆိုင်ပါကိုဒီတော့တည်ပြီမယ်လဲဘာမှလုတ်တက်စရာမရှိဘဲနဲ့ထိုင်းကြည့်နေရတဲ့အဖြစ်နဲ့ညားနေတာပါ။ ငရေကန်တဲ့အထိခံလို့ခံရမှမသိဆက်ခမေခံရတာမြောက်ကိုရီးယားရဲ့ပြည်သူတွေပါအပေါ်မှာကျွန်တော်ပြောခဲ့သလိုပဲအချက်လက်တွေကိုပြန်ခြုံငုံကြည့်ရမယ်ဆိုရင်မြောက်ကိုရီးယားမှာစနစ်ပြောင်းလဲမှုဖြစ်ဖို့အတွက်သူတို့ထောက်ခံထားတဲ့အင်အားစုအတွင်းဘက်ကရိုးရဲမှုသာဖြစ်နိုင်ပါတယ်ဒါပေမဲ့ခင်မီသားစုရဲ့နှစ်ပေါင်းများစွာသေးဆုံးခံတိစောက်ခဲ့တဲ့စနစ်ကကြံ့ကြံ့ခံနိုင်သေးတာကြောင့်ဒါတော့မသေးကြပါဘူးမိကုန်းချုံရမယ်ဆိုရင်လက်ရှိအချိန်မှာကင်ဒိုင်နက်စတီရဲ့အုပ်စိုးမှုဟာတကူထွားတဲ့ထွားကားတဲ့ကိုင်းသူတို့ချုပ်ခိုင်းထားတဲ့အာဏာအားလေးမတုံ့လောက်နိုင်နဲ့ကြောက်ဆောင်ကြီးလိုခံခံမြဲရက်တည်နေစေပါ အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်